ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာဒီ video file မှာတော့ကျွန်တော်တို့ဒီ cleaner ကြပါเนาะ share share ခဏနေပါကျွန်တော်တို့ဒါ share ကောင်းတဲ့ mood site လေးတွေကျွန်တော်ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါတော့ဒီ mood site တစ်ခုကသွားပြီးစုပ်မှာပါเนาะဟုတ်ကဲ့ကျွန်တော် share ပြသရတဲ့ mood site เนี่ยကျွန်တော်တို့เนาะ share တော်ကြီးတစ်ပါးရှောက်ပြရတဲ့မူဆိုင်နေပါတော့အဲ့ဒီနှစ်ဆိုင်ကသွားပြီးစုံတဲ့အတွက်ကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်လုပ်ပြီးတော့တင်ပြလိုက်ခြင်းဖြစ်ပါတယ်။အားလုံးဆရာတော်လည်းကျွန်တော်ရန်ခရက်တစ်ပေးပါတယ်။ ဆရာတော်ကဘယ်လိုပြောသားလဲဆိုတော့ကျွန်တော်ဒီသူ့ရဲ့ပုံစံပါပဲနော်2021မှာသူကပထမဆုံးကျွန်တော်တို့ကဒီ con break ကအဲ con break ကကျွန်တော်တို့ဒါနော် con break လို့သူကပြန်ချချပေးခဲ့ဆိုတော့အဲ့ဒီရဲ့နောက်နှစ်မှာဇောင်းသုံးလုံးပေါင်းခြင်းကသုံးပေါ့နော်ဒီဇောင်းသုံးလုံးပေါင်းခြင်းသူ့ရဲ့တန်တန်ပါနော်ဒီဇောင်းသုံးလုံးပေါင်းခြင်းသုံးကသူ့ရဲ့ power ဒီဇောင်းသုံးလုံးပေါင်းခြင်း၈လို့သူကရိုက် ွေးပါပါဒီဇောင်းသလုံးပေါင်းချင်းရှစ်လို့ရိုက်ပြီးတော့ဒီနောက်ထိုင်သလုံးပေါင်းချင်းကလည်းရှစ်လို့ပြောထည့်အဲ့ဒီမှာ669ထည့်နော်ဒီဇောင်းသလုံးပေါင်းချင်းရှစ်ကဒီ6ကလည်းကျွန်တော်တို့နောက်တဲ့6တလုံးအပါနဲ့သူကဒီသလုံးပေါင်းချင်းရှစ်လို့သူကတခါလည်းထည့်တာပြီးထည့်တာပါနော်ဟုတ်ကဲ့အဲ့ဒါတကပ်ပါကျွန်တော်နောက်2022မှာ2022မှာကျွန်တော်ဒီမှာ comprate ပေါ့နော် comprate comprate sorry comprate ကျွန်တော်ရှာလိုက်အောင်နော် 2022မှာကျွန်တော်တို့ complete ကဒီအောက်မှာနော်ဒီ36အဲ့ဒီ complete ကကျွန်တော်တို့ complete လို့ပြန်ရိုက်သူ့ရဲ့ sound တက်မှာနော်ဒီ3လုံးထောင်ဒီ3လုံး sound 3လုံးပုံညာက9ရဲ့ power ကကျွန်တော်တို့ကဒီ sound 3လုံးပုံညာ3ညာလို့ရိုက်နော်3ညာလို့ရိုက်တယ်ဒီ sound 3လုံးပုံညာ6ထိပ်ဆိုတာ3ညာပေါ့နော်အဲ့လို sound 3လုံး3ညာလို့ရိုက်ပြန်တယ်ဒီနောက်ထပ်3လုံးပုံညာလည်း3ညာလို့ဖြစ်ပြန်တယ် ဒီကိုကနန်းကလည်းကိုနောက်တစ်ချိန်ပြန်ပါပြီးတော့ကိုကိုတုံညာဆိုတော့ဒါထည့်သွားတာပေါ့နော်နှစ်ကွက်နှစ်ကွက်လည်းထူအောင်မူဆိုင်ပါနော်2023မှာ2023မှာကျွန်တော်တို့ဒါခွန်ဘရိတ်ကိုပြန်ကျတဲ့ခဏပေါ့နော်ပြန်ရှာကြည့်မယ်ဒီမှာပေါ့နော်6ခွန်နဲ့ခွန်ဘရိတ်အဲ့မှာခွန်6နဲ့ဆိုတော့သူကပြန်ကျတာသူ့ရဲ့စောင်းမှာဒီသုံးလုံးပေါင်းကြီးက6 6ရဲ့ပါပါကကျွန်တော်တို့ကဒီသုံးလုံးပေါင်းကြီး3လို့ဖြစ်အောင်ပေါ့နော် ဒီဆောင်တော်မောင်ကြီးတုံးဖြစ်ပြီးတော့ဒီနောက်ပိတ်ထောင်တော်မောင်ကြီးလည်းတုံးလို့ဖြစ်အဲ့ဒါမှာ66 6 3 6ဆိုတော့တကွက်ပါရအောင်နော်ဒီထိတ်စီကနောက်တစ်လုံးသူကအပူးအနေနဲ့အခွအနေနဲ့ပြန်ပါတယ်ပေါ့နော်6ကနောက်တစ်6လုံးပါတယ်ကျွန်တော်ဒါနှစ်ပိတ်ထည့်ပါတော့နော်ဟုတ်ကဲ့ပါဒီ2024မှာလည်းကျွန်တော်တို့ကဒီမှာ59 395ဆိုဖြစ်တဲ့ကျောက်ခုနှစ်ပိတ်ပေါ့ဒီမှာ953ပြန်ချအဲဒီ2025မှာသူရဲ့ဇောင်းတက်တဲ့ဒီသုံးလုံးမောင်းကြီးကတိရဲ့ပါဝါက 6တဲ့ဒါဆိုရင်ဒီသုံးလုံးပေါင်းရင်6ဖြစ်အောင်ဘောနော်ချောက်ပြမယ်ဆိုကျွန်တော်တို့ကနှစ်ထိပ်ထည့်ပြနှစ်ထိပ်ထည့်ပြပြီးရင်ဒီ၃လုံးပေါင်းရတယ်နောက်၃လုံးပေါင်းရတယ်၆ပြရမယ်၆ပြမယ်ဆိုတော့ကျွန်တော်တို့ကနှစ်တလုံးပြရင်တော့ထပ်ပါဒါဆိုရင်ကျွန်တော်တို့ကနှစ် try ခဏဖြစ်နေနော်နှစ် try ခဏဖြစ်နေပါနော်အဲ့ဒီမှာကျွန်တော်တို့ကနှစ်အပါနဲ့အပူခွာဆိုကျွန်တော်တို့နှစ်ခွန်ခွန်ဆိုနှစ်နောက်လုံးပေါင်းရ၄ပေါ့နော်ဒါနှစ်ခွန်ခွန်ဆိုကျွန်တော်တို့ထိုးလို့ရတဲ့ site ပါနော် ီမူနဲ့ကတော့ကျွန်တော်တွေ့တယ်မူနဲ့ကသွားပြီးတိုက်ဆိုင်တာဘလို့တိုက်ဆိုင်လဲဆိုတော့2021မှာပဲသူလည်းစတာနောက်နှလုံးပေါင်းကြီးကိုဒီနောက်လုံးအဲ sorry ရှင်းလုံးပေါင်းကြီးကိုလို့သူကရိုက်ပြတာဒီဆောင်းသုံးလုံးရှစ်ဖြစ်ဆောင်းသုံးလုံးရှစ်ဖြစ်အဲ့ဒီရှစ်ကရှစ်ပြိပြန်ထည့်ပြီးတော့နှစ်အပိတ်ပုံတည်နေထည့်တာနော်ဒီထိတ်စီနှလုံးပေါင်းကြီးကိုကိုပြစ်ချင်းချပြီးမှသူကဒီဆောင်သုံးလုံးပေါင်းကြီးရှစ်ခါ ဒီသုံးလုံးပေါင်းလိုက်လို့ရှစ်ကအဲ့ဒီမှာရှစ်ပရိတ်လို့သူကပြန်ထည့်မယ်။နှစ်အပိတ်ပုံသေးသူကထည့်မယ်နော်။အဲ့မှာ6 9ဆိုတာ10ခွဲဆိုင်ပေါ့နော်။2022ပါလေသူကရှင်းလုံးပေါင်းရင်6ပြီးတော့10ပေါ့နော်။အဲ့ဒီ10လို့ရိုက်ပြီးတော့သူကဇောင်းသုံးလုံးပေါင်းရင်က3ခွဲလို့သူကထည့်။အဲ့3က3ပရိတ်လို့ပြန်ထည့်ပြီးတော့သူကနှစ်အပိတ်ပုံသေးထည့်။အဲ့တော့23ပါလေသူက6ပြီးတော့10အဲ10ပြီးတော့17ပေါ့နော်ရှင်းလုံးပေါင်းရင်း17လို့သူကရိုက်တယ် ရိုက်ပြီးတော့လည်းဇောင်းသုံးလုံးမညင်တက်လို့သူကထက်တက်လို့ထက်ပြီးတော့မှတက်ပရိတ်ပြန်ရိုက်ပြီးတော့နှစ်ပုံနှစ်နောက်ပိတ်ပုံပြန်တော့သူကတက်ပရိတ်ပြန်ရိုက်တော့ဒီမူနှစ်ခုကတော့မှလည်းစုံလဲဆိုတော့ကျွန်တော်အဲ့ဒါပြတ်နော်တက်ပြီးတော့ကျွန်တော်တို့ကနှစ်2024ပြီးမှာပေါ့နော်ရှင်းလုံးမညင်နှစ်လို့သူကရိုက်ရိုက်ပြီးတော့ဇောင်းသုံးလုံးမညင်ကခွန်ကသူကခွန်ပရိတ်လို့ပြန်ရိုက်ပြီးနှစ်နောက်ပိတ်ပုံပြန်ခွန်ပရိတ်လို့ပြန်ရိုက်တာဟုတ်ပြီနော် ဒီမှာလက်စုံနေတယ်ကျွန်တော်တို့နော်ဒီ2025မှာလက်စုံနေတယ်ဗျဒီမူနဲ့စိုက်ဒီမှာရှေ့တွေ3လို့ရိုက်ဒီမှာနှစ်ပြည့်3လို့ရိုက်ရှေ့တွေ3လို့ရိုက်ဒီပြည့်မှာကျွန်တော်တို့ရိုက်မှာပေါ့နော်ဒါဆိုရင်ဒီစွန်း3လုံးပေါင်းခြင်း6ဆိုရင်ကျွန်တော်တို့နှစ်အပိတ်နဲ့6 grade ပုံတည်ဆိုတော့ကျွန်တော်တို့ဒါနှစ် try ရတအားကိုကောင်းတော့ပေါ့နော်တဲ့နော်ရှေ့ကောင်းနဲ့တိုက်ပေါ့နော်နှစ် try အဲကျွန်တော်ချင်းမေးစ်ကိုပြချစ်ဖြစ်ပါနော် နှစ်ထွန်းကျွန်တော်တို့ဒါထွန်းမလားနော်သူမူရမူရတော့ကျွန်တော်စိုင်းနဲ့စိုင်းစုပ်မှာဟုတ်ပါတော့အားလုံးပဲကျွန်တော်ချင်းပြည့်စေတယ်နော်ခံကောင်းကြပါအဲနောက်ထပ်တစ်ခုကျွန်တော်ဒီကလင်နာမှာတွေ့တာတာနော်ဒီငါထိတ်သုံးလုံးရိုက်တယ်ဒီသုံးလုံးခါနောက်လုံးနောက်တွင်နဲ့ကျွန်တော်တို့ခါနဲ့လေးလို့သူရိုက်နော်နံပါတ်တစ်ချက်အဲ့ဒီအောက်ကပြင်လို့ကျွန်တော်ဖမ်းပါတော့နော်ဒီမှာ6ထိတ်သုံးလုံးရိုက်တယ် နောက်တွဲနဲ့ကားနဲ့ပေါင်လေးလို့သူကဖမ်းတာနော်အဲ့ဒီ6 6နဲ့ပြန်ပြန်လောက်ရိုက်ဒီမှာလဲကျွန်တော်တို့ကဟာ3ထိပ်3ထိပ်တကတ်ထိပ်ရိုက်နောက်နှလုံး9နဲ့ငါးကားနဲ့လေးလို့သူကထက်ထက်နော်အဲ့ဒီကတ်3ကတ်ပေါ့အဲ့ဒီ3ကတ်ကိုကျွန်တော်တစ်ချက်ကြည့်ပြီးမှဖြစ်ပါတယ်နော်ဒီကငါထိတ်ထောင်သုံးလုံးရိုက်ပြတာဒီသုံးလုံးပေါင်းချင်း၄လို့ရိုက်ချက်အဲ့လိုရိုက်ပြတာဆိုတော့နောက်တွဲ၉၆အပါနဲ့နောက်တွဲ၉လို့သူကထည့်တာနော်နောက်တွဲ၉လို့ထည့်ပြီးသူကရှည်တွဲ၅လို့ထည့်တာနော် နောက်တစ်ကပ်6000သုံးချက်ရိုက်ပြရမယ်ကျွန်တော်တို့ဒီသုံးပေါင်းရင်၄လို့သူကထည့်ပြရမယ်နောက်တွဲ၈6အပါနဲ့နောက်တွဲ၈၈ကမ္မကနောက်တွဲ9နဲ့၈တွဲ6ပေါ့နော်နောက်ကမ္မကနောက်တွဲ၈နဲ့၈တွဲ9ကသူကတပွင့်ချင်းကြီးကျော့သွားတာနော်အဲ့ဒီပြင်မှာကျွန်တော်တို့ကဟာ3 3ချက်ထောင်းထားတယ်ဒီ3လုံးကား3လုံးလည်း၄လို့ရိုက်ထားတဲ့အတွက်ကြောင့်သူက ချောက်လုံးချောက်နောက်တွဲခွန်ပေါ့နော်နောက်တွဲရှိပြီးနောက်တွဲခွန်ဒါကျွန်တော်တို့ချောက်တစ်တစ်ချောက်တွဲပေါ့နော်တစ်ချောက်တွဲရှိတွဲ9အဲ sorry ရှိတွဲ6ရှိတွဲ5ရှိတွဲ4လို့ပြီကျွန်တော်တို့ကထည့်အောင်ရှစ်ထည့်အောင်မှာ3ထည့်အောင်ကျွန်တော်တို့ရှစ်ချောက်တည်းရဲ့3တစ်ချောက်ရဲ့နော်တက်အားလုံးပေါင်းကျွန်တော်တို့ဒါနှစ် try ရဲ့နှစ်ခွန်ခွန်ရဲ့ရှစ်ချောက်တည်းရဲ့ သုံးတွေ့ချင်ပါတော့နော်တဲ့ရွေးကျွန်တော်တို့ဒါစားပြရမှာဖြစ်ပါနော်အားလုံးပဲကျွန်တော်ချင်းမေးစီတွေအားလုံးပဲကြံ့နေတယ်မလို့ထင်ပါတယ်နော်အားလုံးပဲကုလပါနော်ခံကောင်းကြပါစေကျွန်တော်တို့ဒီဒီနှစ်ထရိုင်အရတော်တော်လေးကိုကောင်းနေပြန်ပါနော်ငုံငုံစုတ်တာနော်